မြန်မာအိန္ဒိယနှစ်နိုင်ငံနေကြားသတ်မှတ်တိုင်းတာပီစီမှုအနေနဲ့ကဘောချိုင်ဝမ်ဒေတာဟာမြန်မာပိုင်နဲ့ဖြစ်ကြောင်းနဲ့အိန္ဒိယနိုင်ငံရဲ့သမားအချို့အနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကောင်ဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်တမူးကဘောချိုင်ဝမ်ဒေတာနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာမနီပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်တအူးကအရင်သမိုင်းကြောင်းအရာအိန္ဒိယဘက်ကပိုင်နယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရတယ်လို့ဆိုပါရယ် အဲ့ဒီအပြင်မီဆိုရန်ပြည်နယ်ကတဆင့်မြန်မာနိုင်ငံထဲကိုဝင်ရောက်လာတဲ့နိုင်ငံသားတွေကိစ္စနဲ့ပတ်သက်လို့လည်း ပြီးခဲ့တဲ့မတ်လ10ရက်နေ့ကမီဆိုရန်ပြည်နယ်ဝင်ကြီးချုပ်လာဒူဟိုမာကမီဆိုရန်ပြည်နယ်လွှတ်တော်မှာပြောကြားခဲ့တာတွေ့ရပြီးတော့အရင်နှစ်ဂျွန်လကနေဒီဇင်ဘာလအတွင်းနယ်စပ်ဒေသဖြစ်တဲ့အိုင်ဇောကိုနိုင်ငံသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းသွာလာနေတာမတွေ့ဘဲနဲ့အဓိကရည်ရွယ်ချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးတော့မြန်မာပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ဖို့ဖြစ်တယ်ဆိုပြီးလွှတ်တော်မှာတရားဝင်တင်ပြခဲ့တဲ့သတင်းကိုလည်း The Times of India သတင်းဌာနကနေပြောကြားထားတာကိုတွေ့ရတယ်လို့ဆိုပါရယ် မြန်မာနိုင်ငံအနေနဲ့အရင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယနယ်မြေကိုအသုံးပြုပြီးမြန်မာကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုမလိုလားသလိုမြန်မာနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုတွေကိုလည်းမြန်မာနိုင်ငံအနေနဲ့လက်ခံမထားဘူးလို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ် ကဘောကြိုင်ဝမ်းဒေတာဆိုတာလေအရင်တိုက်တာအတိမတ်ပြုတ်ပြီးရဲထဲမှာပါပြီးဖြစ်တယ်လို့2014ခုနှစ်မေလ10ရက်နေ့ကချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေတာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာကြွန်လွှာလဲရှိပြီးဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကအခုလိုပြောပါရယ်မြန်မာအိန္ဒိယနယ်စပ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနယ်စပ်2010မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး908မိုင်ကျော် ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုက်တာပြီဖြစ်ပါတယ်အများစုတိုက်တာပြီဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကဘောချိုင်းဝမ်ဒေတာဆိုတာလည်းရခိုင်တိုက်တာပြီထဲမှာကျွန်တော်တို့အတိအမှတ်ပြပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနိုင်ငံလေကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ10ရက်နေ့မှာချုပ်ဆိုထားတဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။ကဘော်ချိုင်းမှာ ဒေတာနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ယခင်တော့လည်းအထောက်စတဲ့တော့ကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGP ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကဘောချိုင်းဝမ်ဒေတာကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ဒေတာကန်တွေက စာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက်အင်ဂျီဂျင်ကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရက်တီဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်အိန္ဒိယနိုင်ငံမှာရှိရဲအချို့နိုင်ငံရေးသမားတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည်ပြီးနှစ်နိုင်ငံဆက်ဆံရေးကိုပြက်ပြားအောင်မလုပ်သင့်ပဲမြန်မာနိုင်ငံရဲ့အချို့ချာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလည်းမြန်မာနိုင်ငံအနေနဲ့အတိပေးသင့်တာတွေပြောဆိုသင့်တာတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းဗိုလ်ချုပ်ဆော်မင်းထွန်းကပြောကြားခဲ့ပါရယ်ရှင် Union ဓမ္မတက္ကသိုလ် Union Vibrate Seminary ရဲ့20ကြိမ်မြောက်ဘွနင်းသပင်ခမ်းနောက်ကို match လ12ရက်နေ့လယ်ပိုင်းကရန်ကုန်မြို့မြန်ကုန်းမြို့နယ်ရှိ Hotel ရန်ကုန်မှာကျင်းပပါရယ်အခမ်းအနားမှာ Union ဓမ္မတက္ကသိုလ်ဥက္ကဋ္ဌဒေါက်တာ Mori Ranle Riana ကကျူစိုနှုတ်ခွန်းဆက်စကားပြောကြပြီးဘွဲရရှိသူတွေကိုကောင်းချီးမင်္ဂလာပြုကဘွဲလက်မှတ်များအနှင်းခဲ့ပါရယ်20ကြိမ်မြောက်ဘွနင်းသပင်အခမ်းအနားမှာတော့ဘွဲမျိုးစား10မျိုးနဲ့ဘွဲရရှိသူအယောက်80ကိုအနှင်းခဲ့တာဖြစ်တယ်လို့သိရပါရယ် ယူနီယံဓမ္မတက္ကသိုလ်ကို1996ခုနှစ်ကတည်ထောင်ထားခဲ့ပြီးဘာသာရေးအကျိုးပြုလုပ်ငန်းတွေဆောင်ရွက်ခဲ့သူတွေနဲ့ចောင်းသားចောင်းသူတွေကိုဘွဲ့တွေပေးအပ်ချီးမြှင့်နေတာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ယူနီယံဓမ္မတက္ကသိုလ်ဟာမြန်မာနိုင်ငံတော်ကလူမျိုးဘာသာမခွဲကြပဲနေပယ်ကန္နအသေးသေးရှိလူမှုရေးလုပ်ငန်းတွေကြိုးပမ်းဆောင်ရွက်နေတဲ့ဂုံပြူထိုက်တဲ့ပုံကိုယ်တွေကိုလည်းရွေးချယ်ချင်းမျက်နှာဖြစ်တယ်လို့သိရပါရဲ့ရှင် စက်မှုလျာစနစ်ကြလဲမြေဖော်ထုတ်တဲ့လုပ်ငန်းဆွမ်းဆောင်ရေးမြင့်တင်ဆောင်ရွက်သွားဖို့နဲ့တနိုင်ငံလုံးတိုင်းတာနဲ့ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဝေချုံမူကြီးမေအောင်လှိုင်ကပြောပါရယ်မက်ရှလာ12ရက်နေ့ကနေပြည်တော်ကောင်စီနယ်မြေဇေယသီရီမြို့နယ်နဲ့တက်ကုန်းမြို့နယ်တို့ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအကောင့်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးမှာကြားခဲ့တာပါ စက်မှုလဲရမည်စနစ်ကျလဲမည်ဖော်ထုတ်ခြင်းဟာအရင်းအမြစ်ကြီးမားတဲ့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့အကျိုးမြတ်များပြီးတူးချင်းစီနဲ့နိုင်ငံတော်အတွက်အကျိုးရှိတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကပြောပါရယ်။တောင်သူတွေကိုလည်းစက်မှုလဲရစနစ်ကျလဲမည်ဖော်ထုတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို အသိပညာပေးဆောင်ရွက်သွားဖို့လိုပြီးစိုက်ပျိုးမြေတွေကို စနစ်တကျဖြစ်စေ၍ စက်မှုလေယာမြေစနစ်ကြလက်မြေဖော်ထုတ်ခြင်းနဲ့ဆယ်ရန်များတွေအသုံးပြုပြီးစနစ်တကျမြေပြုပြင်တဲ့လုပ်ငန်းတွေဆောင်ရွက်တာဟာရေရှည်အကျိုးအတွက်ဆောင်ရွက်တာဖြစ်တယ်လို့လည်းဆိုပါရယ်။ဒါအပြင် အခုဖော်ထုတ်ပြီးစီးတဲ့စက်မှုလေယာမြေစနစ်ကြလက်မြေကိုစံပြဖြစ်အောင်ဆောင်ရွက်သွားဖို့လိုပြီးစိုက်ပျိုးမှုထွက်ရှိမှုတို့ကိုစနစ်တကျမှတ်တမ်းတင်ထားရှိဖို့လိုကြောင်းနဲ့မိမိတို့နိုင်ငံဟာကျေးလက်နေလူဦးရေပိုမိုများပြားပြီးစိုက်ပျိုးမွေးမြူရေးကိုအဓိကဆောင်ရွက်ကြတာဖြစ်လို့

မြို့ပြနယ်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကအခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာကိုအတူအပပြုလုပ်ပြီးအခန်းတွေလိမ့်လည်ရောင်းချနေရရှိရတဲ့အတွက်ပြည်သူတွေအနေနဲ့ရောင်းမဝယ်မမဖြစ်စေဖို့တတိပေးကြေညာထားတာဖြစ်ပါတယ်တတိပေးထုတ်ပြန်ချက်မှာတော့ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာအရှိပိုင်းမြို့နယ်ကြံစင်မေးအင်ယာအပိုင်းနှစ်မှာလေကန်တွဲလေးတက်တိုက်အမှတ်7အခန်းအမှတ်302ကို အခန်းတံမိုးကြက်သိန်း350နဲ့ဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာတုနဲ့လိမ့်လေရောင်းချထားတဲ့စာနဲ့တကွထုတ်ပြန်ထားတာတွေ့ရပါတယ်လက်ရှိမှာဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနယ်အေယာဖွံ့ဖြိုးရေးဦးစီးဌာနကအကောင့်ထယ်ဖို့ဆောင်ရွက်ခဲ့တဲ့ရန်ကုန်တိုင်းဒေသကြီးတကုတ်စိတ်ကမ်းမြို့နယ်ရှိရိုးမရိတ်သာတံမိုးနယ်အေယာကအခန်း884ခန်းကိုဝင်ငွေနှဲပြီးနေရေးခက်ခဲရှိတဲ့ပြည်သူအငိမ့်စားဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းငယ်တွေကိုရောင်းချသွားမယ်လို့ကြေညာခဲ့ရာစုစုပေါင်းလျှောက်လွား3000ကျော်ခန့်ရောင်းချခဲ့ရပြီးတမတ်ကာလမှာလျှောက်လွားပြန်လည်တင်ပြသူ2800ကျော်ရှိရလို့သိရပါဗျ။အဲ့ဒီလျှောက်လွားတွေကိုအင်အားရောင်းချရေးကော်မတီကစစ်ဆေးပြီးတမတ်ချက်နဲ့ကိုက်ညီတဲ့လျှောက်လွားတွေကိုမဲစနစ်နဲ့ရွေးချယ်သွားမှာဖြစ်ပြီးမဲပေါက်သူတွေကိုဌာနကအကြောင်းကြားစာတွေပေးပို့သွားမယ်လို့လည်းမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ထားပါရှင်။ စကိုင်းတိုင်းဒေသကြီးဖောင်းပြင်းမြို့နယ်ပိုးစာကုန်းကျေးရွာမှာနှစ်စဉ်ကျင်းပတဲ့မဟာမုနိဗုဒ္ဓပူဇနီးယဘုရားပွဲတော်နဲ့မြမရွေးရလှေလောပြိုင်ပွဲကိုမတ်လ17ရက်နေ့လည်နှစ်နာရီကဖွင့်လှစ်ခဲ့ပါတယ်။အုပ်စုပွဲစဉ်အဖြစ်ရောင်နေအသင်းနဲ့ဘူအောင်တင်အသင်း၊ဇင်ရော်အသင်းနဲ့အောင်မင်းအသင်း၊မိုးကျုံမုံတိုင်းအသင်းနဲ့ကနဝင်းအသင်းတို့ရှင်ပြိုင်လော့ခတ်ကြပြီးပြိုင်ပွဲဝင်73အသင်းကိုအုပ်စုလိုက်ရှင်ပြိုင်စေကမတ်လ23ရက်နေ့မှာပထမဒုတိယတတိယစုများချင်းမြတ်မှာဖြစ်တယ်လို့လှေလောအားကစားဖြစ်မြောက်ရေးကော်မတီထံကနေသိရပါတယ်။

ဆရီဝီရမာကာလီယမန်မေတော်တသက်လို့ဖရာเจ้าရဲ့ဆနတ်နှစ်ပြည့်တိတ်ထီအောင်မင်္ဂလာရေးစဉ်သုံးလောင်းပွဲတော်ကိုမတ်လ23ရက်နေ့ကအဲ့ဒီဖရာเจ้าမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းတပေါင်းလားပြည့်နေ့မှာကျင်းပပြုလုပ်တာဖြစ်ပါတယ်။ပွဲတော်ကို၃ရက်ကျင်းပတာဖြစ်ပြီးနေရလိုက်ပူဇော်ကြတာနဲ့ပတ်သက်လို့ပွဲတော်ကျင်းပရေးကော်မတီမှတာဝန်ရှိသူဦးကျော်မိုးနိုင်ကခုလိုပြောပါရယ်ပွဲတော်တော့ကျွန်တော်ဟိန္ဒူရိုးရာအတိုင်းပဲပြုပူဇော်ပါတယ်ဟိန္ဒူရိုးရာဒီခယူးနဲ့ပေါ့ခယူးတရားရှိခုနဲ့ ရေတက်ပဲပြီးတော့ပူဇော်တော့ပါအဲ့ဒီရေမှာကျတော့နန်းသား၅ပါးအန်ဒီယကင်းပရိတ်တွေပဲရွတ်သုံးရက်ဆက်တိုက်ပရိတ်ရွတ်တယ်ကျွန်တော်တို့ဒီမီးအောင်ပူဇော်ပွဲလုပ်တယ်လုပ်ပြီးတော့အဲ့ဒီသုံးရက်မြောက်တဲ့နေ့ကျတော့ဒီခယူးနဲ့ဖရဲကိုရေတက်ပဲပေးတာပေါ့အဲတိုင်းပြည်အေဂျင့်အောင်ခုနှစ်သားသမီးအားလုံးအေဂျင့်အောင်ဖရဲကိုရေအေးပူဇော်ရခြင်းဖြစ်ပါတယ်ကျွန်တော်ဟိန္ဒူယောကကျတော့ကလတ်စ်လို့ခေါ်တယ်အဲ့ဒီပူဇော်ပွဲလုပ်တယ်နောက်ဟိုနေ့စဉ်ပုံမှန်တော့ပွဲတော့ပူဇော်ပူဇော်ပွဲက၃ချိန်လုပ်တယ် ဒီပွဲတော်အတွက်ဆိုတိတက်အထူးပူဇော်ပွဲထပ်လုပ်ရတယ်အဲ့ဒီအထူးပူဇော်ပွဲကဟိုမနက်ကညနေရနှစ်ချိန်ထပ်လုပ်ပြရတယ်ဖျားပွဲတော်ကိုတမီးလူမျိုးဟိန္ဒူဘာသာဝင်တွေကကျင်းပပြုလုပ်တာဖြစ်ပြီးတချို့เจ้าတွေမှာဆယ်ရက်တာကျင်းပလေးရှိကမင်းင်းပွဲတော်လည်းပါဝင်တယ်လို့ဆိုပါတယ်ပွဲတော်ရက်တွေအတွင်းဟိန္ဒူဘာသာဝင်တွေဟာတသက်လို့စားသုံးတာဥပုပ်တီလာစောက်တီတာတွေပြုလုပ်လေးရှိကြပြီးဖျားเจ้าကိုသွားကဆူတောင်းပူဇော်လေးရှိကြတယ်လို့သိရပါတယ် ဖျားပွဲတော်ကိုလာရောက်ကြသူတွေကလည်းတိုင်းပြည်အေးချမ်းသာယာစေဖို့နဲ့ဆန်ရည်စပါးပေါများစေဖို့ဆုတောင်းကြတယ်လို့ပွဲတော်ကိုလာရောက်တဲ့ဦးကျော်ထွန်းကပြောပါရယ်။ဟောဒါအဓိကပေါ့ကျွန်တော်တို့ကတော့လေကျွန်တော်တို့ဘာသာမှာလေဆရွေလိုကဒနာဆုကိနောဘွန်ဒုဆိုတာရှိတယ်။နော်ဒေါက်ကကြီးအားလုံးအေးချမ်းသာယာကြမယ်ဆိုတဲ့စကလုံးကအဓိကပေါ့နော်။အားလုံးဟိုဒရမန်မြအလူသားမန်မြအားလုံးအေးချမ်းရမယ်။တိုင်းပြည်မှာစာနေဖူလုံမှုရှိရမယ်။နော်အားလုံးပြည့်စုံမှုရှိအောင်ဆိုတာအဓိကအဲ့ဒါပဲဆုတောင်းတာ။ကာရာမာလည်းအဲ့ဒါပဲအဓိကပြောထားတာပေါ့နော်။ ဟိုတျော်တဲ့ကောင်းလို့တျော်တဲ့ဆူတောင်းတာဖြစ်အားလုံးကောင်းမှုဆူတောင်းရင်အားလုံးတော့မှကိုရှိတယ်ဟိုတျော်တော့ဆိုရင်ကျွန်တော်တျော်ကောင်းစားရင်လည်းတန်းနဲ့ကောင်းစားရင်ဆိုရင်ကျွန်တော်တို့ကရက်တီလို့မရဘူးအားလုံးကောင်းစားမှကျွန်တော်လည်းလောက်ကိုက်မှရက်တီလို့ရမယ်အဲဒီပုံစံမျိုးပေါ့အားလုံးကောင်းမှုဆူတောင်းတာများပါတယ်ကျွန်တော်တို့ဘင်းတပါသားမှာတော့ကာတာရီမှာလည်းအဲ့ဒါပဲအဓိကပြောထားတယ်လေပွဲတော်ကိုမြို့နယ်အသေးသေးမှာဟိန္ဒူဘာသာဝင်တွေအပြင်ဗုဒ္ဓဘာသာဝင်တွေလည်းလာရောက်ဆူတောင်းကြပါတယ်ပွဲတော်ကိုလာရောက်တဲ့သူတွေကိုလည်းတက်တက်လို့ထမင်းဟင်းများစတုဒေတာကျွမ်းမွေးခဲ့ကြရလို့သိရပါရဲ့ရှင်။ ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမတ်လ12ရက်ညနေပိုင်းကခီးသည်တင်ရင်တစည်းအပူလုံးပြီးရင်တစည်းလုံးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့အမြန်လမ်းမှာဒီမိသက်တပ်ဖွဲ့ကနေသိရပါတယ်။အဲ့ဒီခီးသည်တင်ရင်ပေါ်မှာခီးသည်တွေအပါအဝင် စုစုပေါင်း16ယောက်လိုက်ပါပြီ။ရန်ကုန်ကနေမန္တလေးကိုမောင်းလာစဉ်မိုင်းတိုင်း214မှ6ဖာလုံးအရောက်မှာရင်နောက်ခန်းအင်ဂျင်ကနေအပူလုံးပြီးဝါယာရှော့ဖြစ်ကမီးလောင်ခဲ့တာလို့ဆိုပါရတယ်။ မိလာမှုကိုတော့မိသက်တက်ဖွဲ့ကမိသက်ရင်နှစ်စင်းနဲ့ထွက်ခွာနှင်သက်ခဲ့ပြီးမိလာမှုကြောင့်ရင်မောင်းတဲ့ခီးအီးတဲ့တွေထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့လည်းအမြန်လမ်းမကြီးမိသက်တက်ဖွဲ့ကနေသိရပါဗျ။မိလာမှုကြောင့်ရင်တစည်းလုံးနေပါမိလာပျက်စီးခဲ့ပြီးမိလာမှုနဲ့ပတ်သက်လို့ရင်မောင်းဖြစ်သူကိုရဇသက်ကြီးပုံမှန်285နဲ့အမှုဖွင့်အရေးယူထားတယ်လို့လည်းသိရပါဗျရှင်။ မင်္ဂလာပါရှင်ခုချိန်အားစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Cast Data မှာရှိတဲ့ Ukraine တပ်တွေကိုအ мян ဆုံးရှင်းလင်းတိုက်ထုတ်ဖို့ရုရှားသမ္မတညွှန်ကြားကြောင်းမတ်လ12ရက်နေ့က Writer သတင်းမှာဖော်ပြထားပါတယ်။ Cast Data ထဲမှာ Ukraine သိမ်းပတ်ထားတဲ့နယ်မြေရဲ့80ရာခိုင်နှုန်းကျော်ကိုပြန်လည်သိမ်းပိုက်နိုင်ပြီလို့ရုရှားအစိုးရသတင်းတွေကဖော်ပြပါတယ်။ မက်ရှလာစနေရနေ့ကဂတ်စတေတာဆိုင်ရာစစ်စင်ရေးအမိတ်ပေးဌာနချုပ်ကိုသမရဗလာဒီမာပူတင်ကိုတိုင်လာရောက်ပြီးသက်ဆိုင်ရာတာဝန်ခံတပ်မိုးတွေနဲ့တွေ့ဆုံချိန်မှာအခုလိုညွှန်ကြားခဲ့တာဖြစ်ပါတယ်။80ရာခိုင်နှုန်းကျော်ကိုပြန်လည်သိမ်းပိုက်ပြီးဖြစ်လို့ကြံဒေသတွေအလုံးကိုအ мян ဆုံးပြန်လည်သိမ်းပိုက်နိုင်ဖို့နဲ့ယူကရိန်းတပ်တွေကိုရုရှားမြေထဲကနေအ мян ဆုံးနဲ့အပီးမောင်းထုတ်ဖို့သမ္မတဗလာဒီမာပူတင်ကညွှန်ကြားခဲ့ကြောင်းသတင်းတွေမှာဖော်ပြပါရတယ်။ ယူကရိန်းကိုထောက်လန်းရေးသတင်းမျှဝေတာတွေဒေါ်နယ်ထရန့်အစိုးရကရက်ဆိုင်ထားချိန်မှာကာစတီတာတွေကယူကရိန်းအခြေဆိုင် နောက်တန်းစခန်းတွေကိုရုရှားတပ်တွေဟာမြေအောက်ပိုင်လိုင်းတွေကတဆင့်လျက်တပြက်တိုက်ခိုက်နိုင်ပြီးစုချမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ရုရှားသတင်းတွေမှာဖော်ပြကြပါတယ်ရှင်။ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့အပြင်ဝါရှင်တန်နဲ့ဆက်ဆံရေးပြန်လည်စတင်မှုသဘောတူညီချက်အတွက်တောင်းဆိုချက်စာရင်းကိုရုရှားကအမေရိကန်ထံတင်ပြခဲ့ကြောင်းအဆိုပါကိစ္စနဲ့နှိစက်သူနှစ်ဦးကပြောကြားထားကြောင်းရိုက်တာသတင်းကရေးသားထားပါတယ်။လက်ရှိမှာရုရှားဘက်ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာပါဝင်ဖို့ဆန္ဒရှိမရှိကိုရှင်းရှင်းလင်းလင်းတော့မသိရသေးပါဘူး။ပြီးခဲ့တဲ့သတင်းသုံးပတ်အတွင်းကရုရှားနဲ့အမေရိကန်တာဝန်ရှိသူတွေကီယက်အတွက်စီကံချက်တွေကိုဆွံ့နှွေးခဲ့တယ်လို့သိရပါဗျ။ တာဝန်ရှိသူတွေဆွေးနွေးခဲ့တဲ့ဆွေးနွေးကြချက်ထဲမှာကီယက်ဟာနေတိုးအဖွဲ့ဝင် မဟုတ်တာယူကရိန်းမှာနိုင်ငံခြားတပ်တွေချထားခြင်းမပြုဖို့အပြင် ခရိုင်းမီးယားနဲ့ယူကရိန်းရှိအခြားပြည်နယ်၄ခုကိုရုရှားကပိုင်ဆိုင်ကြောင်းသမ္မတဗလာဒီမာပူတင်ပြောကြားချက်ကိုနိုင်ငံတကာအသိအမှတ်ပြုမှုစတာပြီးပါဝင်ပါတယ်။ တဖက်မှာတဲ့ရုရှားယူကရိန်းစစ်ပွဲမှာရက်30ကြာအပြည့်ရဖို့အမေရိကန်ပြည်အောင်စုကအဆိုပြုထားပြီးယူကရိန်းရေးအတွက် G7 အစည်းအဝေးကျင်းပဖို့ရှိနေချိန်မှာသမ္မတဒေါ်နယ်ထရန့်ကအပြည့်ရရေးကရုရှားပေါ်မူတည်နေရလို့မတ်လ12ရက်နေ့ကအင်ဖြူတော်မှာပြောလိုက်ပါတယ်။ရုရှားစီကအပြည့်ရဆေးရရနိုင်မယ်လို့မျှော်လင့်ထားကြောင်းလဲသမ္မတထရန့်ကပြောပါရယ်။ ်ယူကရိန်းသမ္မတဇလန်စကီကတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ပထမခြေလှမ်းဖြစ်လက်ခံမယ်လို့မတ်လ12ရက်နေ့ကပြောကြားခဲ့ပြီးရပ်ပေါင်း30အပြည့်အခက်ရက်စရေးသဘောတူညီမှုပေါ်သမ္မတပူတင်ဘက်ကပြန်လည်တုံ့ပြန်မဲ့စကားကိုအမေရိကန်သမ္မတထရန့်ကလည်းစောင့်မျှော်နေရဖြစ်ပါရဲ့ရှင်။ အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲပိုအရှိန်တက်လာရင်ကနေဒါဟာကုန်စည်တွေအပေါ်တင်ပို့ကွန်ကောက်တာနဲ့အမေရိကန်ကိုရေနံတင်ပို့မှုကန့်သက်တာလိုမျိုးဆောင်ရွက်ချက်တွေချမှတ်နိုင်တယ်လို့ကနေဒါစွမ်းအင်ဝင်ကြီးဂျွန်နသန်ဝဲကင်ဆန်ကပြောကြားလိုက်ကြောင်း CNN သတင်းမှဖော်ပြထားပါတယ်။ ဒါကြောင့်ကနေဒါအရာရှိတွေနဲ့ဆွေးနွေးဖို့သဘောတူပြီးရဲ့နောက်မှာတင်သွင်းလာတဲ့တမ်မနီနဲ့အလူမီနီယံထုတ်ကုန်အားလုံးပေါ်နိုင်ပိုင်းအတွင်အခွန်နဆတိုးသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမက်လ12ရက်နေ့မှာကတိပြုလိုက်ပြီးအဲ့ဒီအစီအမံကိုနိုင်ပိုင်းအတွင်ပြန်လည်ဆိုင်းငံ့လိုက်ပါတယ်ထရန့်ကအခွန်တိုးမြင့်မှုကိုဆက်လက်ဆောင်ရွက်နေရင်ကနေဒါအနေနဲ့အမေရိကန်သွင်းကုန်ဒေါ်လာ155ဘီလီယံကိုလက်တော့ပြန်ခွန်စည်းကြက်သွားမယ်လို့လည်းချိန်ချောက်ပြောဆိုထားပါဗျ။ ကနေဒါဟာအမေရိကန်စီတင်သွင်းတဲ့ရေနံကိုထိတ်တန်းထောက်ပံ့သူဖြစ်ပြီးအနောက်လေပိုင်းဒေသကရေနံချက်ဆက်ယုံတွေကိုအဓိကထားပြီးတနေ့ကိုစီပေါင်း၄တန်းလောက်ထိပံ့ပိုးပေးနေတာဖြစ်ပါတယ်။အရေးပါတဲ့ဓာတ်သတ္ထုတွေပေါ်အကောက်ခုံမဲ့အစီမံတွေကိုချမှတ်ဖို့ဖြစ်နိုင်ခြေကိုလည်းသူကမြင့်တင်ခဲ့ပြီးဒါဟာအမေရိကန်ကတရုတ်နိုင်ငံပေါ်ပုံမှုမိခိုအားထားအောင်တွန်းအားပေးသလိုဖြစ်နေရလို့လေးလာဆန်းစစ်သူတွေကခံမှန်းသုံးသပ်ထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရပ်ဟာသမ္မတတာဝန်စတင်ထမ်းဆောင်တာနဲ့တပြိုင်တည်းအမှုဆောင်အမိန့်တွေဇက်တိုက်ထုတ်ပြန်နေပါဗျ။ထုတ်ပြန်တဲ့အမိန့်တွေထဲမှာအင်းနီဂျဲနိုင်ငံတွေဖြစ်တဲ့မက္ကဆီကိုနဲ့ကနေဒါနိုင်ငံအပေါ်ကုန်စည်တင်သွင်းမှုအခွန်တွေအစမတန်တိုးမြင့်လာတဲ့ပုံဝင်ပါရရှင်။ လာမယ့်ဧပြီလကစပြီးယူရို26ဘီလီယံတန်ဖိုးရှိအမေရိကန် ကုန်စည်တွေပေါ်တံပြန်အခွန်စည်းကြက်တော့မှာဖြစ်ကြောင်းဥရောပကော်မရှင်ကမတ်လ12ရက်နေ့မှာထုတ်ပြန်လိုက်တယ်လို့ Brussels News မှာရေးသားထားပါတယ်။ကနေဒါတံမလီနဲ့အလူမီနီယံပေါ်အမေရိကန်တုံးမြင့်အခွန်စည်းကြမ်းမှုကိုတုံ့ပြန်တဲ့အနေနဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲကိုအရှိန်မြှင့်တင်လိုက်တာဖြစ်ကြောင်းဥရောပကော်မရှင်ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အစောပိုင်းကာလကကနေဒါတမ်မလီနဲ့တတ်ထုတ်တင်သွင်းမှုအပေါ်အခွန်25ရာဂိုင်နှုန်းကောက်ခံမှုကိုလက်ရှိမှာ90ရာဂိုင်နှုန်းအထိတိုးမြင့်ကောက်ခံလိုက်တာကြောင့်အမေရိကန်နဲ့ကနေဒါကြားအငင်းပွားမှုတွေများစွာတိုးမြင့်လာနိုင်ခြေရှိနေပါတယ်တံပြန်အခွန်စည်းကြမ်းမှုနဲ့ဆက်ဆက်ပြီးဥရောပသမဂ္ဂအမှုဆောင်အရာရှိကစစ်ဆက်ညှိနှိုင်းမှုတွေကိုပွင့်လင်းမြင်သာစွာဆက်လက်ထားရှိကမြေသူတဦးတယောက်အကျိုးစီးပွားအတွက်များမဟုတ်ပဲမြင်မာတဲ့အခွန်အခတွေထည့်သွင်းစဉ်းစားတယ်လို့ပြောကြားထားပါဗျာ လက်ရှိအမေရိကန်ထုတ်ကုန်တွေအပေါ်အခွန်စည်းချက်ဆိုင်းငံ့ထားမှုကိုဧပြီလ23ရက်နေ့မှာအပြည့်အဝပြန်လည်ကောက်ခံတော့မှာဖြစ်ကြောင်းဥရောပကော်မရှင်ကကြေညာထားပါတယ်ဒီကနေ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့တံပြန်ဆောင်ရွက်မှုတွေဟာအားကောင်းတယ်လို့အချိုးကျနေတယ်လို့ဥရောပကော်မရှင်ကတာဝန်ရှိသူတူကပြောပါရယ်။ အမေရိကန်ကဒေါ်လာ28ဘီလီယံတန်မိုးရှိရဲစီးကျက်ခွန်တွေကျင့်သုံးနေတာကြောင့်ယူရို26ဘီလီယံတန်မိုးရှိရဲတံပြန်အေးအေးမှုတွေနဲ့ပြန်လဲတုတ်ပြန်လိုက်ခြင်းဟာတရားမျှတမှုရှိကြောင်းဥရောပကော်မရှင်အကြီးအကဲကသတင်းတောက်တွေကိုပြောပါရရှင်။ SpaceX ရဲ့ Elon Musk နဲ့အိန္ဒိယနိုင်ငံကတယ်လီကွန်တထေးကြီး Mukesh Ambani တို့ပူးပေါင်းပြီး Starlink အိန္ဒိယအင်တာနက်သဘောတူညီချက်နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း Reuters သတင်းမှာဖော်ပြထားပါတယ်။ Starlink ဂျိုရူအင်တာနက်ဝန်ဆောင်မှုတွေအိန္ဒိယကိုယူဆောင်လာနိုင်မှုအတွက်လာပေါင်းများစွာကြာအောင်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ပြီးနောက်မှာနှစ်ဦးသဘောတူလက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ဒီသဘောတူညီချက်ဟာအိန္ဒိယနိုင်ငံအတွက်လွယ်ကူလျင်မြန်တဲ့မြန်နှုံးမြင့်အင်တာနက်ကွန်ရက်တွေရရှိစေနိုင်မှာဖြစ်တယ်လို့အံ့အားသင့်စရာအပြောင်းလဲတစ်ခုဖြစ်လာမယ်လို့လည်းခန့်မှန်းမှုတွေရှိနေရဖြစ်ပါတယ်။အိန္ဒိယမှာရှိတဲ့အကြီးဆုံးတယ်လီကွန်အော်ပရေတာကုမ္ပဏီကြီးတွေမှာရောလက်လီစတိုးဆောင်တွေမှာပါ Starlink, Juru အင်တာနက်ဝန်ဆောင်မှုတွေကိုဓာတ်ရိုက်ဖြန့်ဖြူးရောင်းချပေးတော့မှာဖြစ်တယ်လို့သိရပါဗျ။ အချိန်ဟုန်ဖြင့်ကြီးထွားနေတဲ့ဂျိုရူအင်တာနက်ဈေးကွက်တွေမှာစတာလင်ဂျိုရူအင်တာနက်ထုတ်ကုန်တွေကိုစတင်ရောင်းချပြီးဈေးကွက်ဝေစုအများပြားရယူကထိတ်တန့်အင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်လာဖို့လည်းညွှန်မှန်းထားကြပါရရှင်။အခုတင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြတ်စုမမ။ မင်္ဂလာပါရှင်ခုချိန်အားစပြီးနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာအားကစားသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ PSV အသင်းနဲ့နှစ်ကိုးစီတည်ရကြတဲ့ပွဲမှာခြေစွမ်းပြနိုင်ခဲ့တဲ့တောင်မန်တိုက်စစ်မှုစတာလင်ရဲ့ဆွမ်းဆောင်မှုနဲ့ပတ်သက်လို့ပျော်ရွှင်မိရဲ့လို့အာဆင်နယ်နီးပြအာဒီတာကပြောပါရယ်။အခုရာသီမဆမီချက်စီအသင်းစီကနေတရာသီအငားနဲ့ရောက်လာခဲ့တဲ့စတာလင်ဟာအာဆင်နယ်အသင်းမှာပုံမှန်နေရာရဖို့ရုန်းကန်နေခဲ့ရတာဖြစ်ပါရယ်။ စတာလင်ရဲ့ခြေစွမ်းမတည်ငြိမ်မှုကြောင့်လည်းနီးပြအာဒီတာဟာအသင်းတိုက်စစ်ကစားသမားတွေတန်ရာရနေချိန်မှာတော့စတာလင်ကိုအယံခုံမှထိုင်ခိုင်းထားခဲ့တာပါဒါပေမဲ့ဗိုလ်တပူးနေညာကကစားခဲ့တဲ့ PSV အသင်းရဲ့ပွဲမှာစတာလင်ကိုပွဲထွက်စရင်ထုတ်သုံးခဲ့တယ်လို့စတာလင်ကလည်းတွင်ကိုနှစ်ကိုစလုံးကိုဖန်တီးပြီးပွဲရဲ့အကောင်ဆုံးကစားသမားဆုကိုပါရယူပြခဲ့ပါတယ်။မြင်တွေ့နေခြင်းနဲ့စတာလင်ကိုပြန်လည်မြင်တွေ့ရတာဖြစ်ပြီးစတာလင်ရဲ့ခြေစွမ်းအတွက်ပျော်ရွှင်ရပါတယ်လို့ပွဲပြီးမှာအာဒီတာကပြောသွားခဲ့ပါတယ်။ အခုလိုခြေစွမ်းပြနိုင်တဲ့အတွက် Starling အနေနဲ့ Arsenal အသင်းမှာပွဲကစားချိန်ပိုရလာွယ်ရှိနေပါတယ်ရှင်။ က်ချီအသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိ16အသင်းစဉ်ဒုတိယကြော်ပွဲမှာဒဏ်ရာရခဲ့တဲ့လီဗာပူးနောက်ခံလူအာနိုဟာအခုတစ်ပတ်မှကစားရမယ်နယူးကာဆယ်အသင်းနဲ့လီဖလားဘူလူပွဲကိုလွဲချော်ရဖွယ်ရှိနေတယ်လို့သိရပါဗျာလီဗာပူးအသင်းဟာအိမ်ကွေးမှာကစားခဲ့တဲ့ပွဲမှာ PSG အသင်းကိုပက်နတီအဆုံးဖြတ်နဲ့ရှုံးနိမ့်ခဲ့ပြီးချန်ပီယံလိဂ်ကနေထွက်ခဲ့ရတယ်လို့အာနိုလည်းဒဏ်ရာရခဲ့တဲ့အတွက်ဆုံးရှုံးမှုများခဲ့ရတယ်လို့ပြောရမှာဖြစ်ပါတယ် အာနိုဟာ PSG အသင်းရဲ့ဘောလုံးကန်တင်မှုကိုဖျက်ထုတ်ရင်းခြေချင်းဝတ်တန်းရရခဲ့တာဖြစ်ပြီး83မိနစ်မှာနောက်ခံလူကွန်ဆက်တဲ့လူစားလဲခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။အာနိုတန်ရာရတဲ့အနေအထားကကောင်းမွန်တဲ့လက္ခဏာမဟုတ်သလိုတနင်္ဂနွေနေ့မှာကစားမယ်လီဖလားဘိုလူပွဲမှာသူကစားနိုင်မယ်ဆိုရင်တော်တော်လေးကိုအံ့အားသင့်စရာကောင်းပါလိမ့်မယ်လို့လီဗာပူးနီးပြစလော့ကပြောသွားခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့အခြားနောက်ခံလူတအုပ်ဖြစ်တဲ့ကိုနာတီကိုလည်းအချိန်ပိုဒုတိယပိုင်းမှာလူစားလဲခဲ့ရပြီးဒါကပွဲဆက်များတာကြောင့်ကစားသမားတွေပင်ပန်းနှွမ်းနေမှုရဲ့အကျိုးဆက်ဖြစ်တယ်လို့နီးပြစလော့ကပြောပါရရှင်။ 2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာစကော့တလန်လက်ရွေးစင် အသင်းဒီပြအဖြစ်ကနေထွက်ဖို့85ရာခိုင်နှုန်းသေးကြတယ်လို့နီးပြစတီကလော့ကပြောကြားလိုက်ပါတယ်။ အသက်62နှစ်အရွယ်ကလော့ဟာစကော့တလန်အသင်းကိုယူရိုပြိုင်ပွဲနှစ်ကြိမ်ဆက်ဝင်ခွင့်ရအောင်ဦးဆောင်ပေးနိုင်ခဲ့တယ်လို့ကမ္ဘာဖလားပြိုင်ပွဲကိုလည်း1998ခုနှစ်နောက်ပိုင်းပထမဆုံးကြိမ်ဝင်ခွင့်ရဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ကလော့နဲ့စကော့တလန်အသင်းတို့ရဲ့စာချုပ်ကအမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတို့ကပူးတွဲအင်ရှင်ဖြစ်ကျင်းပမဲ့2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာပြည်မှာဖြစ်ပါရယ်။ 2026ကမ္ဘာဖလားပြိုင်ပွဲအပြီးမှာစကော့တလန်ဘောလုံးအဖွဲ့ချုပ်နဲ့စာချုပ်သစ်ထပ်မချုပ်ဖြစ်ဖို့က85ရာခိုင်နှုန်းတေးကြရလို့ကလော့ကပြောပါရယ်စကော့တလန်အသင်းဟာအခုလာရဲမှာ Nation League Playoff ပွဲဖြစ် Greek အသင်းနဲ့နှစ်ကြော့ကစားဖို့ရှိနေတာဖြစ်ပါရယ်အခုနဲ့စတင်မာလာထဲမှာစတင်မဲ့2026ကမ္ဘာဖလားဥရောပဆောင်ခြေစစ်ပွဲတွေမှာစကော့တလန်အသင်းဟာပေါ်တူဂီသို့မဟုတ်ဒိန်းမတ်၊ဂရီ၊ဘီလာရုစ်အသင်းတွေနဲ့တအုပ်စုတွေကြာရောက်နေပါရဲ့ရှင်။ ီးခဲ့တဲ့တနင်္ဂနွေနေ့ကရှင်ပြိုင်ခဲ့တဲ့ပွဲမှာအနီကက်ပြထုတ်ခံရပြီးနောက်ဒိုင်းလူကြီးကိုဆဲဆူခဲ့တဲ့အတလက်တီကိုတိုက်စစ်မှုကော်ရီးယားကို၅ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်ဂီတာဖေးအသင်းနဲ့ရှင်ပြိုင်ခဲ့တဲ့လာလီဂါပွဲစဉ်ပွဲချိန်88မိနစ်မှာဂီတာဖေးနောက်ခံလူဒါကိုနန်ကိုပြင်းထန်တဲ့ဖြတ်ထုတ်မှုပြုလုပ်ခဲ့တဲ့ကော်ရီးယားကိုအနီးကပ်ပြထုတ်ခဲ့တာဖြစ်ပါတယ်။ ကိုရီးယားအထုတ်မခံရခင် အသက်လက်အသင်းကတကိုးကိုးမရှိနဲ့ဥဆောင်ထားနိုင်ခဲ့ပေမဲ့ကိုရီးယားအထုတ်ခံရပြီးနောက်အသက်လက်အသင်း၄မိနစ်အတွင်းနှစ်ကိုးဆက်တိုက်ပေးခဲ့ရပြီးဂီတာဖေးအသင်းကိုရှုံးနိုင်ခဲ့ရပါတယ်။ဒီရှုံးပွဲကြောင့်အသက်လက်အသင်းရဲ့လာလီကာချန်ပီယံဆုမျှော်လင့်ချက်ကိုထိခိုက်စေခဲ့ပါတယ်။အနီကပြထုတ်ခံရပြီးနောက်သူ့ရဲ့အပြုအမူအတွက်ကိုရီးယားကလူမှုကွန်ရက်မှာပြန်တောင်းပန်ခဲ့ရပါတယ်။ ဒါပေမဲ့ဗိုလ်တပ်ဖူးနေကစပိန်ဘောလုံးအဖွဲ့ချုပ်စီကန်ထိတ်သိမ်းရေးကော်မတီရဲ့စစ်ဆေးမှုအပြီးမှာကိုရီးယားကို အနီးကပ်ပြထုတ်ခဲရမှုအတွက်တပွဲပယ်နဲ့ဒိုင်လူကြီးကိုဆဲဆူခဲ့မှုအတွက်၄ပွဲပယ်စုစုပေါင်း၅ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။အခုလိုပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရတဲ့အတွက်ကိုရီးယားဟာအတလက်အသင်းရဲ့လာလီဂါပွဲတွေအပြင်ဘယင်ဖလားပွဲစဉ်တွေကိုပါလွှဲချော်ရတော့မှာဖြစ်ပါတယ်ရှင်။ ီးထိန်လက်ဝဲသမားဒူဘော့စာအငင်းပွားပွဲမရှိ heavy weight တန်ကမ္ဘာချန်ပီယံဖြစ်ရေးအတွက်ယူကရိန်းနိုင်ငံသားဦးဆက်နဲ့ထိုးသက်ဖို့စကားပြောဆိုမှုတွေပြုလုပ်နေပြီလို့သိရပါဗျ။ IBF heavy weight တန်ကမ္ဘာချန်ပီယံဒူဘော့စာနယူးဇီလန်နိုင်ငံသားပါကားနဲ့ဖေဖော်ဝါရီလတည်းထိုးသက်ရမယ်ချန်ပီယံစုကာကွယ်ပွဲပြတ်သွားခဲ့ပြီးနောက်ပါကားနဲ့ပွဲကို ပြန်စီစဉ်မှုဆန္ဒမရှိဘဲဦးဆက်နဲ့ထိုးသက်ဖို့ကသာဆန္ဒရှိနေရဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံသားဦးဆက်ကတော့ပါကားပိုင်ဆိုင်ထားတဲ့ IBF Champion ဆုကလွဲလို့ကျန်တဲ့ Heavy Weight တန်ကမ္ဘာ Champion ဆုတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သတင်းတွေအရတော့ဒူဘော့စ်ကဦးဆက်နဲ့ပွဲကိုပြီးတိန်အတွင်းမှာပဲထိုးသက်ဖို့တောင်းဆိုထားပြီးဦးဆက်ရဲ့ပွဲစီစဉ်သူကတော့လန်ဒန်မှာရှိတဲ့ဝင်းဘလီကွင်းကပွဲကျင်းပဖို့အတွက်နေရာတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ဒူဘော့စာ2023လုံးကဥဆက်နဲ့ပိုလန်နိုင်ငံမှာထိုးသက်ခဲ့ပြီးအရှုံးပေးထားခဲ့ပူရာဖြစ်ပါတယ်။ ။ဦးဆက်ကတော့ဗြိတိန်လက်ဝိတ်သမားတွေဖြစ်တဲ့တိုင်ဆန်ပြူရီ၊ဂျော့ရှူဟာဒူဘော့စ်နဲ့ချီဆူဝါတို့ကိုအနိုင်ရတဲ့ပွဲတွေအပါအဝင်ထိုးတက်ခဲ့တဲ့23ပွဲမှာရှုံးပွဲမရှိထားပါဘူး။အသက်28နှစ်အရွယ်ဒူဘော့စ်ကတော့1996ခုနှစ်ကလင်းနော့လူးဝစ်နောက်ပိုင်းအငင်းပွားပွဲမရှိဟဲဗီဝိတ်တန်ကမ္ဘာချန်ပီယံဆုရှင်ဖြစ်လာဖို့မျှော်လင့်နေရဖြစ်ပါရဲ့ရှင်။ အခုတင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာအားကစားသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမမျက်စုမမ